မြန်မာနိုင်ငံရှိလူအခွင့်ရေးလှုပ်ရှားဆောင်ရွက်သူတွေအခြေအနေနဲ့တင့်တော်တဲ့ကာကွယ်ဆုံးရှုံးရေးရန်နေရများအကြောင်းအစီရင်ခံစာမှာနေပယ်ဆောင်ကလူအခွင့်ရေးလှုပ်ရှားသူ90ကျော်ကတရားစီရင်စနစ်အပေါ်အနှဲငယ်သာယုံကြည်မှုရှိကြောင်းဖြေထားကြတယ်လို့ဖော်ပြခဲ့ပါတယ်။ ။မြေယာအခွင့်ရေးအလုံသမားအခွင့်ရေးလိန်စိတ်ခံယူမှုကွဲပြားသူတွေရဲ့အခွင့်ရေးအမျိုးသမီးအခွင့်ရေးနဲ့တိုင်းရင်းသားအခွင့်ရေးတို့အတွက်နေပယ်ဆုံးမှလောက်ကင်နေသူ85ဦးကို တွဲဆုံမင်းမြန်ထားတဲ့အချက်လက်အပေါ်အစီရင်ခံစာရေးသားထားတယ်လို့သိရပါတယ်။တွဲဆုံခဲ့သူတွေက68ရာခိုင်နှုန်းကတရားစီရင်စနစ်အပေါ်အယုံကြည်မရှိဘူးဒါမှမဟုတ်အနှဲငယ်သာရှိရလို့ဖြေထားပါတယ်။ တရားစီရင်စနစ်တိဆောက်ပုံနဲ့လဲဘက်ပုံတို့ကိုလုံးဝပြင်ဆင်ပြောင်းလဲပြမသာမြန်မာနိုင်ငံရှိလူအခွင့်ရေးကာကွယ်စောင့်ရှောက်သူတွေဘေးကင်းလုံခြုံစွာလှုပ်ရှားဆောင်ရွက်နိုင်မယ်လို့လည်းဖြေကြားကြတယ်လို့အစီရင်ခံစာမှာဖော်ပြထားပါတယ်။အဲ့တော့ဒီအစီရင်ခံစာမှာကျွန်တော်တို့ဗါတွေ့ရလဲဆိုရင်ကျွန်တော်တို့အခုချိန်အထိလူပေးကာကွယ်စောင့်ရှောက်တဲ့သူတွေကိုအစိုးရကဒီစိတ်ရင်းစေတနာရကြည်လင်မှုမရှိသေးတာကျွန်တော်တွေ့ရပါတယ်။ရလက်ကဘာဖြစ်လာလဲဆိုရင်သူတို့ပေါ်မှာအခုချိန်ထိစောင့်ကြည့်မှုတွေနောက်ရောက်ခံလိုက်မှုတွေ ောက်တစ်ခါမင်းမြတ်စုံစမ်းမှုတွေဆက်ရှိနေတော့မှာအရင်တော့ကကြုံခဲ့တဲ့အခက်လာရောမစိုးလောက်ပြီမဲ့အခုချိန်မှာဒါတွေကရှိနေတော့မှာနောက်တစ်ခါကျွန်တော်တို့ဘာတွေကြုံတွေ့ရလဲဆိုလို့ရှိရင်တော့သူတို့ပေါ်မှာမလိုလားအပ်တဲ့ တီဇဲဥပဒေတွေကိုနာမည်ကောင်းတုံးပြီးတော့ဖန်ဆင်းအရေးယူမှုရှိနေတယ်။အဲ့တော့နဂိုရီးယားဒီလိုမျိုးလူတွေကိုကျွန်တော်တို့တိတ်ပြီးတော့ကြည့်လို့မရတဲ့အချိန်မှာဖန်ဆင်းစရာလည်းအကြောင်းရင်းမရှိဘူး။ဒါပေမဲ့တီဇဲဥပဒေတွေမှာရှိပြီးတော့ယာစွေးမှုတွေအနီးတက်ပြီးတော့ဖန်ဆင်းမှုတွေကအခုချိန်ထိရှိနေတုံးပါပဲ။အထူးဖြင့်ပြောမယ်ဆိုရင်လယ်သမားကြီးလှုပ်ဆောင်တဲ့သူကိုပိုင်နဲ့ကျူးလွန်မှုနဲ့ကျွန်တော်လှုပ်ဆောင်တာလူပေပညာပေးမှုလှုပ်ဆောင်တဲ့လူတွေကိုခုနကျွန်တော်အဲဆေးမတိုင်တဲ့မှုနဲ့လှုပ်ဆောင်တဲ့ရှိပြီးသားဥပဒေတွေကိုတလွဲအသုံးချပြီးလှုပ်ဆောင်မှုကကျွန်တော်တို့ကြုံတွေ့နေရတော့မှာပဲ။ နောက်ထပ်ဘာကြုံတွေ့ရလဲဆိုရင်လူခွေကိစ္စကိုကျွန်တော်လှုပ်ဆောင်ပါတယ်လှုပ်ဆောင်နေမှာတချို့ကခုနလိုအမှုနဲ့ကြကြသွားတယ်ကြသွားတဲ့အချိန်မှာထောင်ထဲမှာထပ်ပြီးတော့မတရားနှိပ်စက်မှုမျိုးတွေเนาะကျွန်တော်တို့ခွဲခြားဆက်ဆံမှုတွေကျွန်တော်ကြုံတွေ့ရတယ်အဲ့ဒါကိုတိုင်ကြားမယ်ဆိုပြန်လို့ရှိရင်လည်းတရားစီရင်ရေးမှာတကယ်တမ်းတိုင်ကြားနိုင်တဲ့အနေအထားမျိုးမရှိဘူး။ဒါကြောင့်လည်းဆိုကျွန်တော်တို့ချိန်မှာတရားဥပဒေကတရားစီရင်မှုမှန်တိုင်ကအခုချိန်ထိဒီချစားပြီးတော့ရိုင်းလဲနေတဲ့အတွက် ကျူးလွန်တဲ့သူကဘာမှမဖြစ်ဘဲနဲ့တိုက်ကြတဲ့သူကနောက်ထပ်ထပ်ပြီးတော့အပြစ်ဒဏ်တွေပေးနေရတဲ့အရာမျိုးရှိပါတယ်။ဩဂတ်စ်လ29ရက်နေ့ကထုတ်ပြန်ခဲ့တဲ့အဆိုပါအစီရင်ခံစာကိုမြမအရေးပူးပေါင်းဆောင်ရွက်သူများအဖွဲ့နဲ့နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်းတို့ကလူအခွင့်ရေးကာကွယ်စောင့်ရှောက်သူတွေကိုဖမ်းဆီးတရားစွဲထောင်ချရမှာဖိနှိပ်တဲ့ဥပဒေတွေကိုဆက်သုံးနေတယ်လို့လည်းအစီရင်ခံစာမှာသုံးသပ်ထားပါတယ်။လက်ရှိအကျဉ်းထောင်တွေမှာနိုင်ငံရေးအကျဉ်းသားစုစုပေါင်း132ဦးရှိနေပြီး 24ဦးဟာပုံမှန်18နဲ့အကျဉ်းချခံနေရသူတွေဖြစ်တယ်လို့နိုင်ငံရေးအကျဉ်းသားများကူညီဆောက်ရှောက်ရေးအသင်းကစာရင်းပြုစုထားတာကိုအစိုးရခန်းစာမှာဖော်ပြထားပါတယ်။